ီနေ့2025ခုနှစ်စက်တင်ဘာလ18ရက်နေ့ဆိုရင်ဒါမြန်မာစစ်တပ်ကတော့မြန်မာစစ်တပ်ကနေ1988ခုနှစ်မှာစပြီးအာဏာသိမ်းခဲ့တာ38နှစ်တိတိရှိခဲ့ပြီဖြစ်ပါတယ်။အဲ့တော့ဗမာပြည်နိုင်ငံရဲ့တမိုင်းကိုကျွန်တော်ပြန်လေ့လာကြည့်မယ်ဆိုရင်1948လွတ်လပ်ရေးရပြီးတဲ့အချိန်တွေကနေယနေ့အထိပေါ့နော်ယနေ့အထိဆိုရင်ဒါဆက်အာဏာသိမ်းမှု၄ချိန်ဖြစ်ခဲ့တယ်လို့ကျွန်တော်တို့သုံးသပ်ပြောဆိုကြပါတယ်။အဲ့တော့ပထမအကြိမ်က1958ဒါအိမ်ဆောင်အစိုးရကာလပေါ့နော်အိမ်ဆောင်အစိုးရကာလဒါကတော့ဒါဥနေဝင်းနဲ့ ဟွာဝင်ကြီးချုပ်ဦးနုကြားထဲမှာပေါ့နော်ဗိုလ်ချုပ်နေဝင်နေဦးနုကြားထဲမှာတလဝါချင်းရိုက်ပြီးအာဏာလွှဲပြောင်းပေးခဲ့တဲ့ဖြစ်စဉ်လို့လဲကျွန်တော်သတ်မှတ်လို့ရတယ်လို့ဒါဆက်အာဏာသိမ်းမှုတနည်းဘယ်လေးဖြစ်ပါတယ်1962ခုနှစ်မတ်လ2ရက်နေ့ကတော့ဗိုလ်ချုပ်နေဝင်ကဥဆောင်ပြီးတော့ဒါနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တဲ့ဒုတိယအကြိမ်ကအာဏာသိမ်းယူမှုဖြစ်ပြီး1988စက်တင်ဘာ18ရက်နေ့ကတော့ဖြင့်ဒါကျွန်တော်တို့သိကြတဲ့နဝတာပေါ့ဗျာနိုင်ငံတော်ညီဝင်ပြည်ထောင်မှုတိဆောက်ရေးအဖွဲ့ဆိုပြီးတော့ဒါဗိုလ်ချုပ်စိုးမောင်တို့ခင်ညွန်းတို့ကဥဆောင်ပြီးတော့အာဏာသိမ်းခဲ့တဲ့အာဏာသိမ်းဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ် အဲ့တော့ကျွန်တော်တိုင်းဒီပါတီနောက်ဆုံးစိတ်နောက်ဆုံးတကြိမ်အာနာတိန်းတာတော့ပြီးခဲ့တဲ့2021ခုနှစ်မှာမင်းအွန်လိုင်းဥဆောင်တဲ့ညီမစစ်တပ်ကနေအာနာတိန်းတာပဲဖြစ်ပါတယ်ဒီအာနာတိန်းမှု၄ခုစလုံးမှာမတူညီတဲ့အချင်းအရာတွေကျွန်တော်ရှိတယ်အဲ2021ကိုဖယ်ပြီး၈၃ကြိမ်ကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒါ1958အာနာတိန်းမှုကအစောပိုင်းမှာကျွန်တော်ပြောသလိုပဲဒါဝင်ကြီးချုပ်ဦးနုနဲ့ဗိုလ်ချုပ်နေဝင်ကြာလဝါရဲ့အာနာတိန်းခဲ့တာဖြစ်တယ်လို့ကျွန်တော်60နှစ်မက်လာ၂ရက်နေရတော့ဒီအာနာတိန်းမှုကဒါအဲ့အချိန်မှာပြုတ်လုပ်နေတဲ့ဒါဖက်ဒရယ်အရေး ဆွေးနွေးပွဲတစ်ခုပြုလုပ်လျက်ရှိပါတယ်ဒီပြုလုပ်လျက်ရှိတဲ့အချိန်တွင်းမှာပဲနေဝင်ကဒါတိုင်းပြည်ပြောကွင်းမဲ့အချိန်လေးကိုအကြောင်းပြုပြီးတော့အာဏာသိမ်းခဲ့တယ်လို့သိရတယ်1988အာဏာသိမ်းမှုကတော့ရှင်းနှစ်ခုနဲ့မတူဘာလို့လဲဆိုရှင်းနှစ်ခုမှာသွေးနေကြမှုပေါ့နော်အာဏာသိမ်းတဲ့ကာလအတွင်းမှာသွေးနေကြမှုအင်တာနက်တွေ1962ခုနှစ်မက်စလာ၂ရက်နဲ့ဒုတိယကြိမ်အာဏာသိမ်းမှုမှာတော့ဒါအာဏာသိမ်းပြီးတော့နိုင်ငံတို့အစိုးရအဖွဲ့ဝင်တွေနိုင်ငံကောင်းဆောင်တွေကိုဖမ်းဆီးတဲ့အချိန်မှာဒါတမရဟောင်းဆက်ရွှေတိုက်ခဲ့တာပေါ့နော်သူကိုပြစ်ခတ်တဲ့အတွက် အာဒီဒီမှာစစ်တပ်ကတိုက်ခတ်တဲ့အတွက်ပေါ့နော်တေးတေးဆုံးခဲ့ရတာရှိတယ်ပေါ့ဒါကတော့မှတ်မှတ်ထင်တဲ့တစ်ခုပါ1988စက်တင်ဘာ16အာနာသိမ်းမှုမှာတော့ဒါကျွန်တော်တို့မက်လ73ရက်နေ့ကစတင်ခဲ့တဲ့ចောင်းသားတွေလှုပ်ရှားမှုတည်သူတွေတွန်းလှန်မှုပေါ့နော်စသည်ဖြင့်ရှစ်လေးလုံးတို့ကျွန်တော်တို့တင်စားခေါ်ကြတဲ့တည်သူအရေးတော်ပုံကြီးအားအကောင်းဆုံးအချိန်ဖြစ်ပါတယ်ဒီလိုအချိန်မှာမြန်မာစစ်တပ်ကနေပြီးတော့ဆန္ဒပြတည်သူတွေအပြစ်မဲ့တည်သူတွေကိုတိုက်ခတ်တက်ပြခဲ့ပြီးတော့အာနာသိမ်းယူခဲ့ခြင်းပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ ကျွန်တော်တို့ဒီ88အနာသိမ်းမှုနဲ့ပတ်သက်ပြီးဆိုရင်ဒါဒီနေ့ကလေ38နဲ့တီတီပြည့်နေနေဆိုတော့ကျွန်တော်တန်စင်းသားကြည့်ပါတယ်1988အနာသိမ်းမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒီတော့ပါဝင်ခဲ့ကြရတဲ့ចောင်းသားကောင်းဆောင်တွေចောင်းသားတွေပြည်သူတွေစသဖြင့်ပေါ့နော်နိုင်ငံရေးသမားတွေကိုတွေ့မှတ်တမ်းတွေသူတို့ရဲ့အတွေ့အကြုံတွေသတင်းစာမှတ်တမ်းတွေပေါ့အဲ့ခေတ်ကလွတ်လွတ်လပ်လပ်လူလူရေရောပုံအားကောင်းတဲ့ကာလမှာလွတ်လွတ်လပ်လပ်ထုတ်ပြန်ခဲ့တဲ့စာဆောင်စာရဲနေရနေပြီးတော့ကျွန်တော်တို့သိရှိရတဲ့အချက်လက်တွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့သိရမှုအားနည်းတဲ့အပိုင်းကဘာအပိုင်းလဲဆိုတော့ ဒီအာဏာသိမ်းမှုကိုကျူးလွန်ခဲ့တဲ့မြန်မာစစ်တပ်ဘက်ကအချမ်းအော်လို့ကျွန်တော်သိရတာနဲပါတယ်အဲ့တော့မြန်မာစစ်တပ်ကတော့သူတို့ရဲ့အာဏာသိမ်းရတဲ့ဟိုဟာတွေပေါ့ဒီဟာ reason တွေပေါ့နော်ဘာကြောင့်သူတို့အာဏာသိမ်းရတယ်ဘာနေဆက်သထင်းပေါ့တိုင်းဒီယာဘလို့တျော်ကွဲတော့မယ်အမေရိကန်လေရင်တင်သိမ်းမှုကြီးကဘလို့ရောက်လာပြီနော်ဒါကျွန်တော်ရှေ့မှာလေခင်ကြီးနဲ့ပတ်သက်တဲ့ဗီဒီယိုတစ်ခုမှလေဒီအကြောင်းခင်ကြီးဆွေးနွေးထားတာကိုကျွန်တော်သုံးသပ်ထားတာရှိပါတယ်အဲ့တော့ဒီလိုတွေအာဏာဟိုတိမ်းတဲ့အကြောင်းတရားချက်တွေကမျိုးစုံရှိခဲ့ပေမဲ့အာဏာသိမ်းမှုကိုဘလို့လှုပ်ဆောင်ခဲ့လဲဆိုတဲ့အပိုင်းမှာတော့ ျွန်တော်သိရှိခဲ့ရခြင်းမရှိဘူးအဲအခုတော့ကျွန်တော်အဲ့ဒီပိုင်းလေးနဲ့ပတ်သက်ပြီးတော့ဒါဒါထောက်လိုင်းဟောင်းခင်ညွန့်ပေါ့ဗျာထောက်လိုင်းဟောင်းခင်ညွန့်ရဲ့ပြောဆိုသုံးသပ်မှုကနေကျွန်တော်ဒါထုတ်ယူထားတဲ့အချက်လက်ကလေးတွေကိုတင်ပြမှာဖြစ်ပါတယ်အဲ့တော့ထောက်လိုင်းဟောင်းဘူဂျုတ်ခင်ညွန့်ကျွန်တော်တို့သိကြတယ်ဒီဘူဂျုတ်ခင်ညွန့်ကသူဒီနိုင်ငံတော်ကာကွယ်ရေးတပ်ကတော်အရာရှိကြီးများအုပ်ချုပ်မှုမှန်မှုတင်တဲ့အမှတ်စဉ်3963မှာသူဟောတရပို့ချချက်တခုလုတ်ဆောင်ခဲ့ပါတယ်အဲဟောတရပို့ချချက်ပေါ့နော်ပြောရရင်တော့ဒီမိကွန်းပြောသလိုပြောခဲ့တဲ့ဒီ lecture တခုရဲ့လက်နှိပ်ဆက်မှုကို ျွန်တော်အခြေခံထားပါတယ်ဒီလနဲ့ချက်မှုကိုလေကျွန်တော်ဒါဘယ်ရောကဆက်ဖက်ရလဲဆိုတော့2020ခုနှစ်ဝင်းကျင်လောက်မှာကျွန်တော်စပြီးတော့ဒါကျွန်တော်ဆရာတယောက်ကနေလက်ဆင့်ကမ်းလာတဲ့အတွက်လက်နေဆက်မှုကိုဖက်ရပါတယ်။အဲနောက်ပိုင်းမှာပဲဒါအဲ့ဒီတော့ Facebook ကသိခင်မစားသေးဘူး။ဒါ blog ခေဆိုတဲ့အခါကျတော့ဒီ blog တွေမှာကျွန်တော်တို့တင်ပြကြတာတွေဒီလက်နေဆက်မှုပေါ့ဒီခင်ညွန့်ရဲ့ lecture ဒီခင်ညွန့်ရဲ့မိကွန်းကိုလက်နေဆက်မှုတွေတင်ပြတာတွေကျွန်တော်တို့တွေ့ရတယ်။အဲနောက်ကြတော့ဒါခင်ညွန့်တို့လွတ်လာပြီး2020ခုနှစ်နောက်ပိုင်းလေးရောက်လေရောက်လာ哦။ ဒါကျွန်တော်တို့မျက်ခိုင်ပေါ့ဗျာမျက်ခိုင်ဒါတင်းစာလောကမီဒီယာလောကမှာစစ်ဘောမှမျက်ခိုင်ရဲ့ဒါခင်ညွန်းနဲ့တွေ့ဆုံခဲ့တဲ့ interview တွေကိုဟိုသူ interview တွေလုပ်ခဲ့တယ်ဒီ interview တွေတွေကရလာတဲ့အချက်တွေကိုသူတို့စာအုပ်ထုတ်ဝေတယ်ပေါ့နော်ဟိုဟာနေဥခင်ညွန်းနဲ့ interview ဆိုပြီးမျက်ခိုင်ထုတ်ဝေခဲ့တဲ့စာအုပ်တုံးရှိပါတယ်အဲ့စာအုပ်ထဲမှာလည်းသူကဒီမေကွန်းနဲ့ပတ်သက်ပြီးတော့အခန်းကဏ္ဍတစ်ခုအနေနဲ့အစာဆုံးပြန်လေးဖော်ပြထားတာကိုတွေ့နေရပါမှာခင်ဗျားတို့ဒီ online မှာ share မတွေ့ဘူးဆိုရင်တော့ဒီမျက်ခိုင်စာအုပ်ကို share ဖတ်ရင်တော့ဒီမေကွန်းမူရင်းကိုတွေ့ရပါလိမ့်မယ်အဲ့တော့ ကျွန်တော်ပြောချင်တဲ့ပွိုင်းကအခုမှရောက်ပြီးနေတန်းချီနေရတဲ့နေနဲ့ကြာသွားတာအာနာလာပါတယ်အဲ့တော့ဒီစက်တင်ဘာ၁၇အတက်ပြက်ဒီစက်တင်ဘာ၁၈အာနာသိမ်းမှုအတွက်မြန်မာစစ်တပ်ရဲ့အဆုံးဖြတ်ချက်အခြေအနေဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်နားလည်ဖို့လိုတယ်ရှင်းမှာတော့မြန်မာစစ်တပ်ကတော့လူလူလှူရှာမှုအပေါ်မှာမျိုးစုံဝါရဖြတ်မြန်မာစစ်တပ်နဲ့မဆလာပါတီစစ်တပ်လက်ဝေကံအုပ်စုတွေကတော့မျိုးစုံတို့ပုံဖြတ်တာနော်ဒါတက်တနာတွေရှိတယ်ဒါလူ တို့ခေါင်းထက်တက်ထက်မှုတွေကိုရောင်ဖောက်တာတွေစသည်ဖြင့်ပေါ့နော်တို့ဖန်တီးထားပြီးတို့အကြောင်းပြချက်တွေရောညှိုးတုံရှိတယ်ဒါပေမဲ့အဲ့မှာအရေးကြီးတဲ့အဖြစ်ချက်ကတော့ရန်ကုန်မြို့ကုံသွေးရုံပေါ့နော်ရန်ကုန်မြို့မှာရှိတဲ့ကုံသွေးအဆောက်အုံမှာဒီစက်တမ18ရက်နေ့ကတော့ဒါလုံခြုံရေးအတွက်တင်ထားတဲ့တက်ခွဲတက်ခွဲရှိတယ်လို့မြန်မာစစ်တပ်ကတက်ခွဲတက်ခွဲရှိတယ်လို့ကျွန်တော်သိရတယ်အဲ့တက်ခွဲတွေကမှတက်စုတစုကနေပြီးတော့ ဒီဆန္ဒတဲ့ဒီသူတွေအပေါ်မှာတစ်ခတ်တက်ထက်မှုပေါ့နော်တနက်နေ့တစ်ခတ်လိုက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်ဒီလိုတနက်နေ့တစ်ခတ်လိုက်တဲ့အပေါ်မှာဒီဒီသူတွေကနေပြီးတော့ဒီကုံသွေးရုံပြန်လေးဝိုင်းရင်ပိတ်ဆို့ပြီးတော့တထေးနဲ့တလန်းချင်းစီတထက်ချင်းစီသွားပြီးနောက်ဆုံးတော့ဒီအပေါ်ဆုံးတက်မှာမြန်မာစစ်တပ်ရဲ့ဒီတပ်စုစီကနေကျွန်တော်လက်နက်တွေကိုထုတ်သိမ်းခဲ့လိုက်ပါတယ် လက်နက်ထုတ်သိမ်းတဲ့အခါမှာပြည်သူတွေအပြင်ရဟန်းတန်ကားတွေပါပါဝင်ပြီးတော့ဒီလက်နက်ထုတ်သိမ်းခံရတဲ့စစ်သားတွေအပေါ်မှာညီသည့်အနယ်မှာမပေးပေးနေတာတရက်တော့ကြောင်းနိုင်ပေါ့နော်ကျွန်တော်မှတ်မိသလောက်ဆိုရင်တရက်တော့ကြောင်းနိုင်ကိုဖန်စီခေါ်ဆောင်သွားပြီးထိမ့်သိမ်းလာတယ်နောက်ညီမစစ်တပ်ကိုပြန်လည်လွှဲပြောင်းပေးအပ်လိုက်တယ်လို့သိရပါတယ်အဲ့ထစ်စင်သတင်းဒီဂျေနန်သတင်းဒီအဲ့ထစ်စင်သတင်းဒီညီမစစ်တပ်ခေါင်းဆောင်တွေဖြစ်တဲ့စောမောင်တို့ခင်ညွန့်တို့ဒီကိုရောက်ရှိလာပါတယ်ဒါမဲ့ထူးခြားတာကတော့အဲ့ပို့ချချက်ကိုကျွန်တော်ဖတ်တဲ့အချိန်မှာတော့တန်းရွှေနဲ့ပတ်သက်တဲ့တုံတရားနှင်းဆိုတာမတွေ့ရဘဲနဲ့ ဒါကွယ်လွန်သွားပြီဖြစ်တဲ့ဘိုလ်ချုပ်စောမောင်နဲ့ပတ်သက်တဲ့အပိုင်းပေါ်ပဲအဓိကနှုံးဆိုတော့တွေ့ရတယ်။အဲ့တော့စောမောင်နဲ့ခင်ညွန်းနဲ့အပါဝင်တခြားတက်မလို့အရာရှိတယ်ပေါ့နော်။တို့ခေါ်ဆိုရင်တော့ဒီနေမှာစစ်တဲ့ခေါင်းဆောင်အရာရှိတွေကတို့ဒီဟာပေါ်မှာဆွေးနွေးတယ်ပေါ့။ဒီစက်တင်ဘာ18ရက်နေ့ကုံသွေးရုံဖြစ်စဉ်ကိုတို့အချိန်နဲ့တည်းတည်းနေဆွေးနွေး။ဆွေးနွေးတဲ့ဆွေးနွေးတဲ့အခါမှာတို့ဘက်ကသုံးသက်ချက်ကိုဒါခင်ညွန်းဟောတယောက်ပို့ချမှုတွေမှာကျွန်တော်ဘာတွေ့ရလဲဆိုတော့အခုဆိုရင်ဒီတက်စုတစုကိုဒါတီတူကနေပြီးတော့တီတူကနေပြီးတော့လက်နက်ထုတ်သိမ်းလိုက်တာလှုပ်လိုက်ပြီ။ ဲ့တော့တက်စုကိုအခုလှုပ်လာနိုင်ပြီဆိုရင်နောက်ပိုင်းမှာတက်ခွဲအဆင့်ကနေစပြီးဒါဖြစ်လာနိုင်ခြေရှိတယ်လို့တို့ဆုံးဖြတ်ပါတယ်။စဉ်းစားပါတယ်သုံးသပ်ပါတယ်ဗောနော်တို့တွေပြီးတော့အဲ့လိုနီးနေသွားရင်တက်မလို့တျောက်ကွင်းနိုင်တယ်တက်မလို့တျောက်ကွင်းတိုင်းတီပြက်မယ်ဆိုတော့စဉ်းစားချက်ပေါ်မှာအခြေခံပြီးတော့တို့ကဒီအခြေအနေတွေကိုအဲ့အချိန်တော့ဥနေဝင်းစီကိုတွားရောက်တည်င်းပို့မယ်ဆိုတော့ဆုံးဖြတ်ချက်ကိုချခဲ့တယ်လို့ခင်ဗျားဆိုပါတယ်။အဲ့တော့ကျွန်တော်တို့ပြန်ကြည့်အောင်ဒီနေရာမှာသူကတည်သူလူလူတွေလူလူရဲ့အိုးအိမ်စီစဉ်တိုင်းတီကိစ္စတွေဘာတစ်ခုမှမပါပါဘူး။တို့ရဲ့လူရန်က အဲကျွန်တော်ငငယ်တော့တေယူကားထဲမှာပြောသလိုတည်းလူရန်ကလျော်နေအောင်ဆိုတာရှိတယ်။အဲလူရန်ကလျော်နေအောင်မှာစုဆောင်းထားတဲ့လူရန်ကစစ်တပ်ကြီးပြိုကွဲသွားရင်တို့ရဲ့လက်ကင်တို့စစ်တပ်ကြီးပြိုကွဲသွားရင်တိုင်းဒီပြဿနာပိုဆိုးသွားမယ်တို့အတွက်ပျက်စီးဆုံးရှုံးနိုင်နေဆိုတဲ့စဉ်းစားချက်ပေါ်မှာပဲအခြေခံခဲ့တယ်လို့ကျွန်တော်ကတော့ခင်ညွန့်ရဲ့စကားပေါ်မှာသုံးသပ်မိပါတယ်။ဘာကြောင့်လဲဆိုတော့ခင်ညွန့်ကဒါတို့သူ့ရဲ့ဒီစစ်တပ်ကအရာရှိတွေကိုပို့ချတဲ့ဒီဆွေးနွေးပွဲမှာပြောခဲ့တဲ့ တရားဝင်ပြောဆိုချက်ထစ်တဲ့အခါကျတော့အဲ့ဒီထဲမှာသူတည်သူကိုစဉ်းစားတယ်ကျွန်တော်ဘာမတွေ့ရဘူးစစ်တပ်အကျိုးစီးပွားသူတို့အကျိုးစီးပွားကိုစဉ်းစားပြီးတော့သူတို့နေဝင်းစီကိုသွားပြီးသတင်းပို့ခဲ့တယ်လို့သိရပါတယ်အဲ့တော့နေဝင်းစီကိုသူတို့ဘယ်လိုသတင်းပို့လဲစက်တမ16ရက်နေ့ပိုင်းမှာဒီစေယုံချုပ်ကနေပြီးတော့ဒါအဲ့သူတို့ဟို personal armor carrier လာသူတို့အဲ့လိုခေါ်ကြရရှိရယ်ကျွန်တော်ရထဲရွာတွေမှာတော့ brain carrier လို့ခေါ်ကြရတယ်ဗရင်းကန်ကိုကားပေါ်မှာတင်ထားတဲ့ဒီလူတယ်တဲ့ရင်တစ်မျိုးပေါ့ အရင်နှစ်စီးရဲ့ TE11 ကားတွေပေါ်မှာ TE11 ဆိုတာစစ်သားတွေကိုတင်တဲ့ကုန်တင်ကားအမျိုးအစားတစ်ခုပါဒီ TE11 ကားတွေပေါ်မှာစစ်သားတွေကိုတင်ပြီးတော့တို့ရဲ့အရှိမလုံခြုံရေးယူပြီးတော့တို့ဒါညနေ9နာရီလောက်ကနေပြီးတော့ဒါအဲတို့အခေါ်ကပြောရရင်တော့ဥက္ကဋ္ဌကြီးဥနေဝင်းပေါ့ဥက္ကဋ္ဌကြီးဥနေဝင်း AD လမ်းနေအိမ်ကိုသွားပြီးတော့တို့သတင်းပို့ရလို့ဆိုပါတယ်ဆိုတဲ့အခါမှာအဲ့နေအိမ်ကိုရောက်တဲ့အခါမှာတော့ဒါသုံးသုံးကပြောတဲ့စောမောင်ရဲ့ခင်ညွန့်ရဲ့နေဝင်းရဲ့တို့သုံးအောင်တွေ့ကြပါတယ်တွေ့ကြပြီးတဲ့အခါမှာတော့ စောမောင်နေနေဟိုခင်းညွန်းတော့နေဝင်းကိုဒီလက်ရှိဖြစ်နေတဲ့ကုံသွေးရုံဖြစ်စင်ပါဝင်ဒီအဖြစ်အပျက်တွေကိုသတင်းပို့တယ်အဲ့မှာပဲခင်းညွန်းပြောတဲ့မှတ်ချက်တစ်ခုကျွန်တော်တွေ့ရတယ်ခင်းညွန်းကဘာပြောလဲဆိုတော့သူတို့သတင်းမပို့မချင်းထီတော်တော့အခြေအနေတွေဘလောက်ဆိုးနေလဲဆိုတော့ဥနေဝင်ကမသိခဲ့ရဘူးပေါ့နော်အဲ့တော့သူတို့သတင်းပို့လိုက်တဲ့ခါမှာဥနေဝင်ကသိရတယ်သိရပြီးတော့သူတို့နောက်နေမနေ့9နာရီနောက်နေမနေ့ကျရင်ဒါသက်ဆိုင်ရာအထက်အရာရှိတွေကိုသတင်းပို့ပြီးတော့ပြန်ပြီးတော့တခုခုဆုံးဖြတ်ကြမယ်ဆိုတဲ့သဘောနဲ့ပြန်လွှတ်လိုက်တယ်ပေါ့အဲ့ည7နာရီခွဲမှာ ပြောရရင်တော့စက်တင်ဘာ16ရက်နေ့မနေ့လင်းအားကြီးချိန်တနအီလို့ကျွန်တော်ပြောလို့ရပါတယ်။ခင်ကျွန်တော်အုပ်စုကအဲ့လိုနဲ့ပဲစေယုံအောင်ပြန်ရောက်လာတယ်။စေယုံအောင်ပြန်လာပြီးနောက်နေ့မနေ့9နာရီမှာတော့တော်တော်ဒီ AD နဲ့ဥက္ခရယုံမှာပေါ့နော်ဥက္ခရယုံမှာဒါအဆွေဆွေဆွေးနွေးကြပါတယ်စီဝေးလုပ်ကြပါတယ်အဲ့စီဝေးမှာဘယ်သူတွေပါလဲဆိုတော့အဲ့ချိန်တော့နိုင်ငံတော်တမရထစ်တာဝန်ယူရတဲ့ဒေါက်တာမောင်မောင်ပါတယ်ဝင်ကြီးချုပ်သူရဦးထွန်းတင်ပါတယ်ဒုတိယဝင်ကြီးချုပ်နှစ်ယောက်ဖြစ်တဲ့ဗမုချုပ်တန်းတင်နဲ့ဦးရဲကောင်တို့ပါပါတယ်နောက်ပြီးတော့ဒီစောစောဆောမောင်နဲ့ခင်ညွန့်နဲ့ပါတယ်ပေါ့ ဘာပြီးသူတို့ဆွေးနွေးပြီးတဲ့အချိန်မှာတော့ဦးနေဝင်းကပြောတယ်စောမောင်ကိုကိုစောမောင်ကိုအားလုံးလွှဲအပ်လိုက်တော့ကိုစောမောင်ဒါကိုဆက်လုပ်ပါဆိုပြီးလွှဲအပ်ညွှန်ကြားချက်အရာသူတို့ဒီအာနာသိမ့်မှုကိုလှုပ်ဆောင်ခဲ့တယ်လို့ဆိုတာကိုကျွန်တော်တို့ဒီခင်းရွေးဟိုတယ်ပို့ချမှုရသိရတယ်ဒီနေရာမှာမတူညီတဲ့အချက်ကျွန်တော်စဉ်းစားမိအချက်တွေရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒါစစ်တပ်တစ်ခုကအာနာသိမ့်နေပေါ့နော်58အာနာသိမ့်မှုမှာတော့ဒါလဝချင်းရဲ့အာနာသိမ့်တာဖြစ်တဲ့အတွက် ဘယ်နိုင်ငံရေးခေါင်းဆောင်ဘယ်အစိုးရအဖွဲ့ဝင်မှဖန်ဆီးခဲ့ခြင်းမရှိဘူး။ဒါပေမဲ့60နှစ်အာဏာသိမ်းမှုမှာတော့အစိုးရခေါင်းဆောင်တွေအဖွဲ့အစည်းဟိုနိုင်ငံရေးသမားတွေကိုဖန်ဆီးခဲ့တာမျိုးတွေရှိတယ်။78အာဏာသိမ်းမှုမှာလည်းအရင်အစိုးရအဖွဲ့ခေါင်းဆောင်တွေနဲ့ဒါမြန်မာစစ်တပ်အရာရှိတွေလဝါချင်းရိုက်ပြီးတော့အာဏာသိမ်းခဲ့တာဖြစ်တဲ့အတွက်ဒီမဆလာထိပ်ပိုင်ခေါင်းဆောင်တယောက်တလီကိုမှခင်ရင်းတော့အုပ်စုကဖန်ဆီးခဲ့ခင်ရင်းစောမအုပ်စုကဖန်ဆီးခဲ့တာမရှိတော့ကျွန်တော်တွေ့ရတယ်။အဲ့တော့အဲ့နေရာမှာပေါ့နော်ဗမာတီတီသူလူလူတွေကိုနှစ်ပေါင်း20ကျော်ကြာ6လန့်ဖိနှိပ်နေမိမယ် အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်လာမယ် slot ပေါ့နော် SLORC လို့ကျွန်တော်တို့ပြောကြတယ်အ State Laws and Order Restoration Council ပေါ့အင်္ဂလိပ်လိုကြတော့ဘာမှလို့ကြတော့နဝတာပေါ့တဲ့နိုင်ငံတော်နေဝင်ပြည်ထောင်မှုတိဆောက်ရေးအဖွဲ့ဆိုတဲ့နာမည်ကိုဒါပေးရပြီးတော့ပေါ့နော်ဒါဗိုလ်ချုပ်မဟို sorry ဒေါက်တာမမောင်ကနေပြီးတော့အတီးပြုတ်ပြီးရတဲ့အခါမှာဒါဟိုအာဏာသိမ်းတဲ့အခါကျရင်တော့မင်းတို့အဖွဲ့အစည်းနာမည်တစ်ခုခုလိုရင်းလိုရင်းအတွက်ဒါဟိုနာမည်ကိုပေးရပြီးတော့တို့ရောဒီဒီနဝတာအနေနဲ့ စက်တင်ဘာ16ရက်နေ့ညနေ4နာရီမှာညမအတန်းအနေပြီးတော့စပြီးတို့အာနာသိမ့်တဲ့အကြောင်းကြေညာခဲ့တယ်ပေါ့ကြေညာခဲ့တဲ့အခါမှာလေတို့စပြီးတော့9နာရီတွဲဆုံမဲ့ပြီးတဲ့ရသက်ဆိုင်ရာအရာရှိရဲ့အစိုးရအဖွဲ့ဝင်တွေစစ်တိုင်းမှုတွေနဲ့တို့တာကိုညှိနှိုင်းတာလှုပ်တာတရင်ကိုအပြင်ကိုမပေါက်ကြောက်အောင်လုပ်ပြီးနောက်ဆုံးတို့ကြေညာချက်ပေါ့နော်အဲ့တော့တင်းနှင်းဆောင်88နှစ်နှင်းဆောင်88ပေါ့ဒီလိုကြေညာချက်တွေကိုစာရိတ်တင်နဲ့အိတ်ပိတ်ပြီးတော့တရင်မပေါက်ကြောက်အောင်လုပ်ပြီးနောက်ဒီညမအတန်းမှာပေါ့အဲ့တော့ညမအတန်းမှာတက်ဆွဲထားတဲ့စစ်တပ်တပ်မှမှုတယောက်ရှိရဲ့သူကနေတဆင့် မြမအတန်ကိုရောက်ရှိသွားပြီးတော့တကားပိတ်ပြီးတော့မှအစာအိတ်တွေကိုဖောက်ပြီးတော့အတန်လွှင့်ခိုင်းခဲ့တယ်လို့ကျွန်တော်သိရပါတယ်ဒါကတော့မြမစစ်တက်ကဲ1988စက်တင်ဘာ16ရက်နေ့အာနာသိမ်းမှုရဲ့ဖြစ်စဉ်တချို့ဖြစ်ပါတယ်ပြောရရင်တော့သူတို့ဘလိုပရိုတိုကောတွေနေလောက်သွားလေးဆိုတော့လေကျွန်တော်ဒီညနေ့လေ့လာသုံးသပ်လို့ရပါတယ် ဒါပေမဲ့ဒီမှာသမိုင်းကြောင်းအရင်ကျွန်တော်ဆက်ပြီး क्वे ရမှုလေးရှိနေတာကျွန်တော်ဆက်ပြီးသတိတရမယ့်ကိစ္စကတော့ဒါ VOA မှာထုတ်လွှင့်ခဲ့တဲ့ဥရိုနီနေရဲ့တမှုတသားပြောစကားဆိုတဲ့ interview အစီအစဉ်လေးတခုလေးရှိပါတယ်အဲ့ဒီအစီအစဉ်မှာတော့ဒီစစ်သားဟောင်းနဲ့စစ်ဗိုလ်ဟောင်းတွေနဲ့ခေါ်ယူပြီးတော့ဒါဥရိုနီနေနဲ့ interview တွေလုပ်ကြတာပေါ့အဲ့တော့အဲ့မှာလေဒါအဲ့တော့ကဒီမြန်မာစစ်တပ်ကနေပြီးတော့နောက်ပိုင်းမှာဒီနိုင်ငံခြားမှာခိုးလုံသွားတဲ့ဗိုလ်မှူးဟောင်းအွန်လိုင်းထုတ်ပေါ့နော်ဘုံမော online ထုတ်နေဥရောနေနေလို့လုပ်တဲ့ interview မှာဆိုရင်ကျွန်တော်봐တွေ့ရလေဆိုတော့ အဲ तू ကတော့ဘုံမှုအောင်လင်းထုတ်ကတော့ तू ကပြောတာဒီအကြောင်းအရာတွေအစိုးရကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတွေမျိုးပဲခင်ညုံကဒါဆုံးတော့ကျွန်တော်ပြောတဲ့လက်နှိပ်ဆက်မှုက၃နှစ်ဆောင်ဒါဟိုအမှတ်စဉ်၃ပေါ့နော်တင်တဲ့အမှတ်စဉ်နဂတတင်တဲ့အမှတ်စဉ်၃မှာပြောခဲ့တယ်။ तू ကတော့နဂတတင်တဲ့နိုင်ငံတော်ကကွေးတက်ကတူတင်တဲ့အမှတ်စဉ်၁မှာတခြားအရာရှိကြီးတွေနဲ့အတူတူခင်ညုံရဲ့ပြောဆိုချက်ကိုနားထောင်ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့မှာသူ့ရဲ့သူ့ရဲ့ပြောကြားချက်ကတော့ ဒီနိုင်ငံတော်ညီဝင်ပြည်ထောင်မှုတိဆောက်ရေးအဖွဲ့ဆိုတဲ့နာမည်ကိုအဓိကပေးခဲ့တဲ့သူကနေဝင်းဖြစ်တယ်နေဝင်းရပဲနာမည်ပေးကမွန်တက်လုပ်ပေးခဲ့တယ်ဆိုတာမျိုးကိုပြောဆိုတာမျိုးလည်းကျွန်တော်တွေ့ရပါတယ်ဒီနှစ်ခုကြာကွာခြားချက်တွေကတော့ဒါကယ်ကရှင်နဲ့အတီသုံးဖြစ်ပြီးတော့တမိုင်းတင်တာရှင်နေအနေနဲ့ပို့ပြီးစူဇန်ခစ်ကြံတမိုင်းတင်တာရှင်နေအနေနဲ့ပို့ပြီးစူဇန်လေးလာတင်တဲ့ကိစ္စတစ်ခုလို့ကျွန်တော်သုံးသပ်မိပါတယ်အဲ့တော့ကျွန်တော်တို့ဘသူအားပဲဒီနာမည်ပေးပေးဘလို့ပေးပေးဒီနဝတဆိုတဲ့ ်နော်နိုင်ငံတော်ညီငွေပီဒီယမှုတိဆောက်ရေးအဖွဲ့ဆိုရင်စက်တဘာ18ရက်နေ့စောမောင်ခင်ညွန့်တန်းရွှေအပါဝင်ဒီစစ်အုပ်စုကအာဏာသိမ်းခဲ့ပါတယ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းမှာဆန္ဒပြတည်သူလူထုပေါင်းများစွာကိုထောင်ထဲချေပြီးဒါမျိုးလေကောင်မှတိခတ်တက်ထက်တာတွေဖမ်းသီးချုံအောင်အရေးယူတာတွေဒါမျိုးတွေလုပ်ခဲ့ပါတယ်အဲဒီလိုလုပ်ခဲ့ပြီးတော့အကြမ်းဖက်ခဲ့ပြီးတော့တောက်လျှောက်လဲတည်သူတရက်လုံးပေါ်မှာပုံစံမျိုးစုံနဲ့လူမျိုးစုပေါင်းများစွာပေါ်မှာစစ်ရာဇဝမှုတွေလူသားညွန့်တွေပေါ်ကျူးလွန်တဲ့ရာဇဝမှုပါတယ်မှုတွေအပါအဝင်လူနေလုံးတက်ထက်မှုတွေကိုပါကျူးလွန်ခဲ့တာကိုကျွန်တော်တွေ့ရပါ အဲ့ဒါတွေအားလုံးရဲ့အစသည်ဒါ1988တမိုင်းထည့်ရနေကျွန်တော်ချိန်ထိုးပြောမယ်ဆိုရင်ဒီနဝတလို့ခေါ်ကြတယ်နိုင်ငံတော်ညီဝင်ပြည်ထောင်မှုတိဆောက်ရေးအဖွဲ့မှာအဓိကတာဝန်ရှိပါတယ်အဲ့တော့ဒီအဖွဲ့အစည်းကိုဖွဲ့စည်းပြီးအာဏာသိမ်းမှုအတွက်ခွင့်ပြုခဲ့တာလမ်းကြောင်းခဲ့တာဥဆောင်အကြံပေးခဲ့တာပုံကိုယ်ညီတိပုံကိုထစ်ပါစေနေဝင်းအပါအဝင်ပေါ့ဗျာဆိုတော့ထွန်သူရဥထွန်တင်တို့ဘာရောပေါ့နော်ဥရဲကောင်တို့အပါအဝင်တီလူဒေါက်တာမမောင်အပါအဝင်ဒီအာဏာသိမ်းမှုမှာပါဝင်ခဲ့တဲ့စစ်တပ်အရာရှိတွေအားလုံးဒီဗမာဒီနိုင်ငံရေးတမိုင်းအတွက် စိတ်ရဆွေးကောင်းတွေဖြစ်ပါတယ်အဲ့တော့ဒီစိတ်ရဆွေးကောင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တည်သူတွေကအနေသိထားဖို့လိုတယ်ဒီကောင်တွေဒီအခုချိန်ထိအတပင်းအေးဥခံရမှုကကဲလွတ်နေတော့မယ်နေဝင်တန်ရွှေစောမောင်စသည်ထင်ပါတော့ဘလို့ပဲဖြစ်ဖြစ်သူတို့ဒီစိတ်ရဆွေးကောင်းတွေဖြစ်တယ်ဆိုတော့ကျွန်တော်ပြောခြင်းနဲ့အခုဆိုရင်တော့ကျွန်တော်တို့ဒီ1988ခုနှစ်ကနေစပြီးကြီးမယ်ဆိုရင်တော့ဒါ38နှစ်ရှိသွားပြီဒီကြားထဲမှာကျွန်တော်ဒီမိုကရေစီအသွင်ကူးတောင်းရေးကာလဆိုပြီးတော့ဒါ2008ဖွဲ့စည်းပုံကိုဖွဲ့စည်းပုံနဲ့စစ်တပ်ကနေပြီး ဖန်တီးထားတဲ့လမ်းကြောင်းပေါ်မှာတော့စစ်တပ်လက်ဝေကန်2008ကိုယုံကြည်တဲ့နိုင်ငံရေးပါတီတွေအောက်မှာဒီမိုကရေစီကာလဆိုတဲ့အသွင်ကူးတောင်းရေးကာလဆိုတဲ့ဆယ်နှစ်ကိုကြုံတွေ့ခဲ့ရပေမဲ့ channel 28နှစ်ကတော့ဆေးရနာရှင်စနစ်ကဖိနှိပ်မှုတွေကိုကျွန်တော်ကြုံတွေ့နေရသည်ဖြစ်ပါတယ်။အခုလေးမင်းအောင်လည်းဦးဆောင်တဲ့ဆေးရနာရှင်စနစ်ကိုကျွန်တော်တို့တိုက်ခိုက်ချေမှုန်းဖို့အတွက်ဆက်လက်ကြိုးစားဖို့လိုအပ်နေပါသေးတယ်ဆိုတဲ့အကြောင်းလေးပြောရင်းနဲ့ဒီစက်တင်ဘာ18ရက်နေ့စစ်တပ်အာဏာသိမ်းမှု38နှစ်တောင်ပြည့်ခဲ့ပြီဆိုတဲ့အကြောင်းတင်ပြရင်းကျွန်တော်တင်ပြမှုကိုညီကုန်းထုတ်လိုက်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။